အားလုံးမင်္ဂလာပါ teacher J ပါဟုတ်ပြီကျွန်တော်တို့ English Fast and Easy Lesson 14ကိုကြည့်ရအောင်အဲကျွန်တော်ဗီဒီယိုလေးကိုလည်း like and subscribe လုပ်သွားပေးပါအောင်ဟုတ်ပြီသုံးသပ်တိုင်းပဲဒီ unit အာကျွန်တော်တို့ Lesson 14မှာလည်းကျွန်တော် usage and ဒီ phrases စုစုပေါင်း6ခုပါမယ်ပေါ့နော်ပထမဆုံးတစ်ခုကပါလဲဆိုရင် in good condition ဒါမှမဟုတ် in perfect condition in good conditions ဆိုအကောင်တိုင်းရှိသေးတယ်လို့ပြောတာဟုတ်ပြီနော် in perfect conditions ဆိုလည်းလုံးဝအကောင်တိုင်းရှိသေးတယ်လို့ပြောတာ ုတ်ပြီနော်ခုနကတော့ရှေ့ရခန်းမှာတော့ကားကဗာလဲကားဘောကကားတကားပိတ်ဖို့မေ့တော့ကားဘောကပစ္စည်းတွေထွက်ကြကုန်တယ်အဲ့ဒါကြတော့သွက်မေးတယ် is it in good condition အကောင့်တိုင်းရှိသေးလားလို့မေးတာ is it ဟုတ်ပြီနော် is it ဆိုမေးကုန်ပေါ့နော်တကယ်လို့အဖြေဆိုရင်တော့ it is in good condition ပေါ့နော် is it in good condition အကောင့်တိုင်းရှိသေးလားတဲ့ don't worry စိတ်မပူနဲ့ it's in perfect condition good condition တော့မဟုတ်ပါလေ perfect condition လုံးဝအကောင့်ကြီးတိုင်းရှိသေးတယ်တဲ့ okay နော် more examples uh, my car is in perfect condition because I take good care of it. Okay, my car is in perfect condition. nga ga ga long wa akong dai me because I take care I I take good care of it. nga ga wo kaung kaung kyu sai de. အကြောင်မလို့သူရဲ့ကားလုံးဝ perfect condition မှာရှိသေးတယ်။ Okay. Our house used to be in bad condition. ငါတို့အိမ်က used to ဆိုတာဖြစ်ခဲ့ဘူးတာမကောင်းခဲ့ဘူးတာပေါ့နော်။အချိန်ကြာကြီးဖြစ်ခဲ့ဘူးတာကို used to နဲ့သုံးလို့ရတယ်။ Our house used to to be in bad condition အဲ့ရဒီနည်းနည်းဆုတ်ချကြအနေထားမှာရှိခဲ့ဘူးတယ်ပေါ့နော် we fixed everything အကုန်ပြင်လိုက်ပြီတဲ့ so now အခုတော့တဲ့ it's in good condition အကောင်တိုင်းဖြစ်နေပြီတဲ့အိမ်ကိုဟုတ်ပြီနော်အဲ့တော့ in good condition in perfect condition ဆိုတာတွေကအကောင်တိုင်းရှိတယ်လို့ပြောတာ okay နောက်ထပ် phrase တစ်ခုက he just stepped out stepped out ဆိုတာခဏအပြင်ထွက်သွားတယ်လို့ပြောတာ ခဏအပြင်ထွက်သွားတယ်လို့ပြောရအောင် stepped out just stepped out ဟုတ်ပြီအဲ့တော့ခုနကအပြင်မှာကားပေါ်ကပစ္စည်းတွေထွက်ကြတဲ့ကိစ္စသွားရှင်နေတော့မှာဗာလဲဖုန်းလာတယ် may i speak to tom smith tom smith နဲ့စကားပြောပြရစီတဲ့ i'm sorry စိတ်တော့မကောင်းပါဘူးတဲ့ he just stepped out အပြင်ခဏထွက်သွားတယ်တဲ့ he should be back in a few minutes ခဏနေပြန်ရောက်မှာပါတဲ့ i'm sorry he just stepped out he should be back in a few minutes ဟုတ်ပြီနော်ခဏနေပြန်ရောက်มาပါတယ်အဲ့တော့ more examples could i speak to eve eve နဲ့စကားပြောလို့ရမလားတဲ့ she just stepped out of the office အပြင်ကိုခဏထွက်သွားတယ်တဲ့ရုံငန်းပြင်ခဏထွက်သွားတယ် she'll be back soon မကြခင်ပြန်ရောက်ပါလိမ့်မယ်ပေါ့နော်နောက်တစ်ခု fred is not in his office fred ကတဲ့သူခန်းသူ့ရဲ့ရုံငန်းထဲမှာမရှိဘူးတဲ့ is he gone for a day သူဒီနေ့ is he gone for a day ဆိုတာဒီနေ့အနားယူတာလားလို့မေးရနော် is he gone for a day ဒီနေ့သူအနားယူတာလားတဲ့ No, he just stepped out. ပါလေမဟုတ်ဘူးတဲ့သူခဏအပြင်ထွက်သွားတာတဲ့ Okay နော်အဲ့တော့ကျွန်တော်တို့အာ back ကိုတော့ကျွန်တော်တို့ page 164မှာဆက်ကြည့်ရမယ်ပြီးတော့ gone for the day ကို page 55မှာလေ့လာခဲ့ပြီးသားဟုတ်ပြီနောက်ထပ် phrase တစ်ခုသွားကြည့်မယ် I'll put you through ဆိုတာလွှဲပေးမယ်လို့ပြောတာဖုန်းပြောတဲ့ခါတော့ဘာလို့မှကျွန်တော်တို့ပြောလို့ရတယ် I'll put you through I'll put you through ဒီအတိုင်းလေးပဲအတွဲလိုက်ချက်ထားအောင်မယ်ကျွန်တော်ဖုန်းလွှဲပေးလိုက်မယ်လို့ပြောရနော် I'll put you through ဆိုတာလွှဲပေးလိုက်မယ်โอเคအဲ့တော့ပါလေဒီမှာဖုန်းလာနေတယ် My delivery is late I'll put you through to Mr. Uh, I'll put you through to Tom Smith အဲ့တော့ပထမတော့ receptionist ကိုဖုန်းလာတယ်ပေါ့နော်အာငါ delivery ရဲ့အခုဒီမရောက်သေးဘူးပေါ့နော်နောက်ကျနေတယ်တဲ့ I'll put you through to Tom Smith ငါ Tom Smith စီလွှဲပေးလိုက်မယ်တဲ့ Tom Smith ကသူကရုံးမှာတာဝန်ရှိတဲ့သူပေါ့အားကြောင့်မို့ Tom Mr. Harper is on line 5 Mr. Harper line number 5မှာရှိတယ်တဲ့ Hello Mr. Harper. အဲ तू อ่ะဒီမှာ तू ပါလဲလွှဲပေးလိုက်တယ်ဖုန်းလွှဲပေးလိုက်တယ်။ Okay နော်။နောက်တစ်ခု exam ready. Could I speak to Mr. Lim? Mr. Lim ရဲ့စကားပြောလို့ရမလားတဲ့။ He is not here right now. तू အခုဒီမှာမရှိဘူးတဲ့။ I'll put you through to his assistant. သူ့ရဲ့ပါတော့ assistant စီကိုလွှဲပေးမယ်ပေါ့နော်။ခုနကပြောရင် Mr. Lim ကတော့ဒီမှာမရှိဘူး။သူ့ရဲ့ assistant နဲ့လွှဲပေးလိုက်မယ်လို့ပြောတာ။ Okay နောက်တစ်ခု I'd like to speak to the manager. မန်နေဂျာနဲ့စကားပြောချင်တယ်တဲ့ one moment please ခဏဆောင်ပါတဲ့ i'll put you through ကျွန်တော်လွှဲပေးပါမယ်တဲ့ဒါဖုန်းပေါ်မှာဖြစ်လိမ့်မယ် okay နော်အဲ့တော့ဒါ i'll put you through ဆိုတာလွှဲပေးမယ်လို့ပြောတာ okay နောက်တစ်ခု there's been a delay the apostrophe s က there နောက်က apostrophe s က has ဖြစ်မယ်နော် there's been a delay delay ဖြစ်နေတယ်လို့ပြောတာဟုတ်ပြီနော် my delivery is late ငါ delivery မရောက်သေးဘူးတဲ့အဲ့တော့လီယာပြောတယ်ပါလေ I'm sorry Mr Harper there's been a delay ကျွန်တော်တို့ delay ဖြစ်နေတယ်တဲ့အဲ့ကြောင့်မလို့မရောက်တာပေါ့နော်ကိစ္စတခုခုပေါ်လာလို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာပေါ့ဒီသူတို့ပစ္စည်းတွေအကုန်ထွက်ကြကုန်လို့ပေါ့အဲ့ကြတော့ဒီမှာ delay ဖြစ်သွားပြီ Okay နော် exam ထပ်ကြည့်အောင် has the package arrived yet အဲ့ package ရောက်ပြီလားတဲ့ no there's been a delay delay ဖြစ်နေတယ်တဲ့ because of bad weather ရာသီဥတုမကောင်းလို့ delay ဖြစ်နေတယ် နောက်တစ်ခု there's been a delay in production production မှာ delay ဖြစ်နေတယ်တဲ့ delay ဆိုတာအချိန်ကျန်ကြာနေတာကိုပြောတာနော် one of the machines broke down ဆက်တစ်ခုပြတ်သွားလို့တဲ့ production မှာကုန်ထုတ်လုပ်မှုမှာ delay ဖြစ်နေတယ် okay ဒါတော့ there's been a delay okay နောက်တစ်ခုနောက်တစ်ခုက for good for good ဆိုတာကောင်းဖို့အတွက်လို့သွားပြီးတော့မှာဘာသာမပြန်နဲ့နော် for good ဆိုတာ forever လို့ပြောတာအမြဲတမ်းလို့ပြောတာနော် for good ဆိုတာထာဝရ okay I'm going to Bay City. ငါ Bay City ကိုသွားပြီတဲ့ For how long? ဘယ်လောက်ကြာအောင်သွားမှာလဲတဲ့ For good. အပြီးသွားတာတဲ့ I got a job there. ငါအဲ့မှာအလုပ်ရသွားပြီတဲ့ Okay နော် More example. There were ants in my kitchen. ငါမိဘိုထဲမှာအဲပျက်စိတ်တွေရှိတယ်တဲ့ရှိခဲ့တယ်ပေါ့နော် There were ants in my kitchen but after I used ant killer ငါ ant killer သုံးပြီးရနောက်မှာ they were gone for good. လုံးဝပျောက်သွားတယ်ပေါ့ဘယ်တော့မှပြန်မလာတော့ဘူးဟုတ်ပြီ I have tried to quit smoking before စလေးတောက်တာကိုရက်ဖို့ငါစူးစမ်းခဲ့ပူတယ်တဲ့ but this time ဒီတစ်ချိန်တော့ I'm quitting for good ငါတကယ်ကိုရက်ပြီအပြီးရက်ပြီပေါ့နော်စလေးမတောက်တော့ဘူးပေါ့ Okay နောက်တစ်ခု hear from someone ကြားကြားတာတယောက်စီကနေတရင်ကြားတာမျိုးကျွန်တော် hear from someone ဆိုတာမျိုးအဲ့တော့ဒီ exam sentence တွေနဲ့ကြည့်ရင်ပို့ပြီးတော့သဘောပေါက်လိမ့်မယ် okay ဒီမှာခုနက တယောက်ကလင်ဒါကသူကဘေကိုရောက်သွားဘေးစီးဒီကိုသွားပြီဆိုတော့ဒီမှာမျက်ရည်လေးနဲ့ဒီလိုကကြံခဲ့တာပေါ့နော်အဲ့တော့နည်းနည်းလောက်ကြာလာတော့သူကမေးတယ် Tom ကမေးတယ် Have you heard from Linda? Linda ဇီကဘာကြားသေးလဲလို့မေးတာ Have you heard from Linda? အဲ့တော့ here ကဒီမှာ have နဲ့တွဲလိုက်တော့သူကို verb 3အနေနဲ့သုံးရတယ်အားကြောင့် H E A R D heart ဖြစ်သွားတယ်နော်ဒါလေးမျက်စိမလဲနဲ့ hear from a heart from ဖြစ်သွားတယ် Have you heard from Linda? Linda ဇီကဘာကြားသေးတော့ ਨੇ no i haven't ဘာမှမကြောက်ဘူးတဲ့ no postcard no email no phone call postcard လည်းမလာဘူး email လည်းမလာဘူး phone လည်းမခေါ်ဘူးတဲ့ okay more examples i heard from jack last week ပြီးခဲ့တဲ့ပတ်တုန်းက jack စီကကြားတယ်တဲ့ he emailed me သူငါ့ကို email ပို့တယ်တဲ့ how is he သူဘယ်လိုတော့နဲ့အချိန်နေဘယ်လိုတော့ပေါ့နော်အဲ့တော့ဒီ HA ရဒီ heart ကဗက်2 I haven't heard from my sister for a long time ငါညီမစီကဘာသတင်းမှကိုမကြားတာအတော်ကြပြီတဲ့ I hope she's okay သူမဘာဖြစ်မလဲအဆင်ပြေမယ်လို့ယုံကြည်တယ်ပေါ့နော် Okay ဒီမှာကျတော့ heaven ဆိုတော့ကျတော့ have နဲ့တွဲထားတော့ဒါ verb 3နော် Okay ဟုတ်ပြီ puzzle time grab a pencil Okay ကြည့်ရအောင်ကျွန်တော် across 3ကိုစကြည့်မယ် I heart from ဖြစ်မယ်3 F R O M from I heart from Sue she emailed me last week She's getting married. Nga Susie ya tadin ja de. She emailed me last week. Pi ka de pat ka nga si email po de. She's getting married. Tu ain naw pyu do me. Mingla saung lo me. Okay no. Sam Jess 5 ka ba le. Off the office for a few minutes. Minute ne nge. Khana bo no. Stepped out bo. No? Sam Jess stepped out of the office for a few minutes. S D E B B E D stepped O U T out stepped out. Okay? 6 6 ka di ma 6 my bicycle is five years old. But it's in a good condition. It's in good condition. I in. I in. G O O D. Good. It's in good condition because I take care of it. I take care of it. Okay, down one. Joe moved to Taiwan. Joe got to Taiwan. Is he coming back? No. No. He moved there for good. G O D good. One G O O D good. Okay now. Two. Your shipment. Meaning your shipment will arrive late. Now Jali made it. Because there has been a delay Two about it. A D E L A Y delay. A delay. There has been a delay at the custom department. Arrow to shipping low later. and then now jam made it. Bablo is customer. အကောက်ခွန်ဌာနမှာသူနည်းနည်း delay ဖြစ်နေလို့တဲ့ okay on the phone ဒါဖုန်းပြောတယ် can i speak to the manager manager နဲ့စကားပြောလို့ရမလားတဲ့ yes i will ဘာဖြစ်မလဲ put you through to him သူ့ကိုငါဖုန်းလွှဲပေးလိုက်ပါမယ်အဲ့တော့ put put p u t put y o u u put you i will put you through to him သူစီကိုဖုန်းလွှဲပေးလိုက်မယ် okay ဒါကတော့ကျွန်တော်တို့ lesson 14ပြပါပြီကျေးဇူးများအတင်ပါတယ် lesson 15မှာပြန်တွေ့မယ်